Hi မင်္ဂလာပါရှင် Behind the Tools ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်ဆုံးအနေနဲ့ဒီ tourism career မှာမဖြစ်မနေပေါ့เนาะအများဆုံးတွဲမြင်နေလုပ်နေရတဲ့၅မျိုးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပထမအဦးဆုံးအနေနဲ့ tour guide tour leader ပေါ့เนาะအောက်ပေါင်းအတွက်ဆိုရင် tour leader ကသုံးတာများပါတယ် တိုးတခုထွက်တော့မယ်ဆိုရင်တိုးလီတာအနေနဲ့ကိုကဒီတိုးတခုမှလာရတော့မယ်ဆိုရင်ဘာတွေလိုအပ်မလဲဘာတွေပြင်ဆင်ရမလဲနောက်ပြီးတော့ကိုနဲ့အတူတူသွားမယ့်ဧည့်သည်တွေကိုအမ်ဘာတွေပြောပြထားမလဲရှင်းပြရမယ့်အရာတွေရောဘယ်လိုမျိုးရှင်းပြမလဲပြီးတော့ဧည့်သည်တွေနဲ့အမြဲတမ်းစဉ်ဆက်မပြတ်ဆက်သွယ်နိုင်မှုအတွက်ဘယ်လိုအရာတွေကိုပြင်ဆင်ထားမလဲဒါကတိုးလီတာတယောက်အနေနဲ့သိထားတဲ့အရာတွေပေါ့နော်အရင်ဦးဆုံး နောက်တစ်ခုကတော့ဒီ travel consultant ပေါ့เนาะသူကတော့ agent နေပေါ့เนาะအဲသူကဘာတွေကိုအဓိကလောက်ဆောင်လဲဆိုရင်ခီးစဉ်တွေကိုစီစဉ်မယ်ပြီးရင်အဲ့ဒီခီးစဉ်တွေမှာပါတဲ့အရာတွေကိုလိုအပ်တာတွေ hotel တွေကားတွေပေါ့เนาะပြီးတော့ဒီ attraction တွေကိုကြိုတင်ပြီးတော့မှ booking လုပ်မယ်ပြီးရင်တခြားကိုဆွဲထားတယ်သူတို့ဒီ agent အနေနဲ့ဆွဲထားတယ်ဒီခီးစဉ်တွေကိုကြော်ညာလုပ်မယ်နေရာတွေကိုကြော်ညာလုပ်မယ်ပေါ့เนาะ ။တတိယတစ်ခုအနေနဲ့ကတော့ဒီ tour operator ပေါ့နော်။သူတို့ကို travel planner လို့လည်းခေါ်တယ်။အရင်ဦးဆုံးဒီ tour operator အနေနဲ့ဒီ company တွေမှာအလုံးစားလုပ်တော့မယ်။ဒါမှမဟုတ် company တွေကနေပြီးတော့မှအလုံးခေါ်တော့မယ်ဆိုရင်ဘာတွေကိုအရင်ကြည့်လဲဆိုတော့ tour operator တယောက်အနေနဲ့ခီးစဉ်တွေကိုကိုယ်တိုင်ဆွဲနိုင်ရဲ့လား။နောက်ပြီးတော့ဒီတိုးတစ်ခုလုံးကိုတေချာရောကင်တွင်နိုင်ရဲ့လားအဲ့ဒါဒီနဲ့မှကြည့်ပြီးတော့မှဆုံးဖြတ်တယ်ပေါ့နော် အမ်တူအော်ပရေတာအကြောင်းကကြတော့ပြောရင်ပြောသလောက်တော့ကျေပြတ်နေနောက်မှလည်း operation မိုင်းနေကိုထပ်ပြီးတော့တခြား episode တွေမှာပြောပြသွားမှာဆိုတော့အာဒီမှာတော့နည်းနည်းလေးဒီဒီတော့မပြောသွားတော့ဘူးပေါ့နော် တိုးတစ်ခုအောင်မြင်မြင်နဲ့ပြီးဆုံးသွားဖို့အတွက်ဆိုလို့ရှိရင်တိုးလီတာကအဓိကကြရဲဆိုပေမဲ့လည်းတိုးအော်ပရေတာတည်းလည်းဖယ်ထားလို့မရဘူးပေါ့နော်အဓိကကတိုးအော်ပရေတာကလည်းပဲတိတိကျကျလေးခရီးစဉ်ကိုစီစဉ်ပေးနိုင်မှသာလျှင်တိုးလီတာအတွက်လည်းအဆင်ပြေမယ်ခရီးတဲ့အတွက်လည်းအဆင်ပြေမယ်တိုးတစ်ခုတေချာပြီးဆုံးနိုင်မှုအတွက်တိုးအော်ပရေတာကလည်းပဲအဓိကကြနေရပါနော် နောက်တစ်ခုအနေနဲ့က hospitality and event management သူကတော့ဘယ်လိုမျိုးလဲဆိုတော့ကိုရောင်းထားတဲ့ဝန်ဆောင်မှုတစ်ခုချင်းစီတိုင်းမှာထပ်တိုးဝန်ဆောင်မှုတွေလည်းလုပ်ပေးနိုင်ရမယ်ဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင်ဒီသွားမဲ့ခရီးစဉ်မှာအဓိကကသွားလည်တဲ့နေရာတွေပဲမဟုတ်ဘူး။အမတချို့ corporate တွေဆိုလို့ရှိရင် dinner တွေလုပ်ချင်တယ်၊ party လုပ်ချင်တယ်၊စုပေးပွဲတွေလုပ်ချင်တယ်၊ activity တွေလုပ်ချင်တယ်ပေါ့နော်။အဲ့လိုမျိုးဟာတွေဆိုလို့ရှိရင်လည်းကိုကလိုက်ပြီးတော့မှလုပ်ပေးနိုင်ရမယ်ပေါ့။နောက်ဆုံးတစ်ခုကတော့ အာနေရာတိုင်းမှာမရှိမဖြစ်လိုအပ်တဲ့ marketing and sales ပေါ့နော်သူတို့ကတော့ဘာတွေလဲဆိုရင်အာအဓိကကတော့နေရာအသစ်တွေကိုလည်းလေ့လာနေရမယ်အဲ့ဒီနေရာအသစ်တွေကိုလည်း promote လုပ်ပေးနိုင်ရမယ်ပေါ့အဲ့ဒါကလည်းနောက်ပိုင်းကြလို့ရှိရင် sales point နဲ့မှာထည့်ပြီးတော့ပြောပြပေးမယ်เนาะအခုပြောသွားတဲ့၅မျိုးကတော့ဒီတိုးပိုင်းမှာဆိုလို့ရှိရင်အလုံးစပြီးတော့လုပ်ပြီးဆိုတာနဲ့မဖြစ်မနေအာတိုးလီဒါအနေနဲ့ပဲဖြစ်ဖြစ်တိုး operator အနေနဲ့ပဲဖြစ်ဖြစ်ပေါ့เนาะအများအားဖြင့်ဒီထိတွေ့ပြီးတော့အလုံးလုပ်နေရတဲ့အဲ၅မျိုးပဲဖြစ်ပါတယ် ဒါဆိုရင် အခုဒီတိုးလီတာတိုးအော်ပရေတာအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲစပြီးတော့လုပ်တော့မယ်ဆိုလို့ရှိရင်ဘာတွေအဓိကလိုအပ်တယ်လဲဘာတွေကသတိထားရမလဲဆိုတာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် Communication and Customer Service သူကတော့အဲဘယ်လိုမျိုးလဲဆိုရင်ကိုကအလုပ်တစ်ခုစပြီးတော့လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဦးဆုံး ခိုင်းနေပဲဖြစ်ဖြစ် supplier တွေနဲ့နောက်ဒီ customer တွေအဲ့ဒီအပြင်မှာဒီကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်အကုန်လုံးနဲ့အလုံးလုံးတဲ့အခါမှာ ကိုက information ကိုပေးတဲ့အခါမှာပေါ့နော်ထိထိရောက်ရောက်နဲ့ရှင်းရှင်းလင်းလင်းပေးရမယ်တစ်ဖက်လူနားလဲအောင် ပေါ့နော်အဓိကတစ်ဖက်လူနားလဲအောင် information ပေးရမယ်အမ်ဒါကအမ် customer နဲ့ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်လိုအပ်တဲ့အရာပေါ့နော် ပြီးရင်တစ်ဖက်လူနားလဲအောင်တေချာလေးရှင်းပြရမယ်နားလဲလားနားမလဲလားဆိုတာကိုလည်းကိုကတေချာပြန်ပြီးတော့ confirm လုပ်ရမယ်ကိုပြီးဟိုပေးပြီးရင်ပြီးရောပြောပြီးကိုပြောပြီးရင်ပြီးရောသူနားလဲလဲမလဲလဲအဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်အဲ့ဒါကအရန်ကိုဟို နားလည်မှုတွေလွဲပြီးတော့မတိုးလိတာအနေနဲ့သွားတဲ့အခါမှာလည်းချိန်တဲ့နေရာတွေကိုနှောက်ကြပြီးရောက်တာတို့ဒါမှမဟုတ်လို့ရှင်လဲ operation သမားအနေနဲ့ဆိုလို့ရှင်လဲ supplier နဲ့နားလည်မှုလွဲလို့ရှင်တမျိုးတွေစီစဉ်ထားတာတို့အဲ့လိုမျိုးတွေဖြစ်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဘာဧည့်သည်နဲ့ပဲဖြစ်ဖြစ်ဘသူနဲ့ပဲဖြစ်ဖြစ် communication လုပ်တဲ့အခါမှာ clear ဖြစ်ဖို့လိုအပ်တယ် ဲ့လိုမျိုးမဟုတ်ဖ ೇನೆ စကားပြောတဲ့အခါမှာဝိပတ်နေတာမျိုးလိုရှင်းရှင်းလင်းလင်းမရှိတာမျိုးဆိုလို့ရှိရင်ကိုပြောတဲ့အရာကိုလည်းဘယ်သူမှစိတ်မဝင်စားဘူးစိတ်ဝင်စားတဲ့အတွက်တေချာလဲနားမထောင်ဘူးအဲ့ခါကျရင်အဲနောက်ပိုင်းပြဿနာတက်တဲ့အခါကျလို့ရှိရင် ဖြည့်ရှင်းရခက်တယ်ပေါ့နော် customer service ဆိုတာကတော့အဲ့ဒီဧည့်သည်တွေကိုပေါ့နော်တေချာလေးခီးစဉ်မတိုင်ခင်ရောခီးစဉ်အတွင်းခီးစဉ်ပြီးဆုံးသွားတဲ့အထိတိတိကျကျလေးပေါ့နော်အဲသူတို့ကိုဒီခီးစဉ်တစ်လျှောက်မှာအပြည့်အဝစိတ်ချမ်းသာရအောင်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေအောင်လို့ခရီးဆိုင်ပေးနိုင်ရမယ်အဲ့လိုဝန်ဆောင်မှုမျိုးလည်းပေးနိုင်ရမယ်ပေါ့ ဲ့လိုမျိုးဝန်ဆောင်မှုပေးနိုင်မှုဆိုတာကလည်းတိုးဒီလိုက်သွားတဲ့တိုးလီတာမှာလည်းဧည့်သည်တွေနဲ့ရင်းရင်းနှီးနှီးဖြစ်အောင်လို့အဲဒီ communication လုပ်နိုင်ရမယ့်အပြင်ကိုတိုး operator အနေနဲ့လည်းခရီးစဉ်ကိုတေချာလေးသွားလို့အဆင်ပြေတယ်သွားလို့ကောင်းတဲ့ခရီးစဉ်မျိုးဖြစ်နေအောင်လို့ဆွဲထားပေးဖို့လိုအပ်တယ်ပေါ့ ပြီးရင်တော့ဒီ cultural awareness and adaptive ability ပေါ့เนาะသူကတော့အဓိကကဒီ tour leader မှာလည်းလိုအပ်တယ် tour operator တွေမှာလည်းလိုအပ်တယ်အဓိက sales လုပ်မဲ့သူတွေပေါ့เนาะအဲ့ဟာတွေမှာဧည့်သည်နဲ့ communication လုပ်တဲ့အခါဧည့်သည်ကိုဒီခီးစဉ်အကြောင်းရှင်းပြတဲ့အခါတွေမှာပြောပြဖို့လိုအပ်တယ်ပေါ့เนาะပြီးတော့ဒီသွားနေတဲ့ခီးစဉ်တစ်လျှောက်မှာလည်း tour leader ကတေချာလေ့လာပြီးတော့မှာလည်းပြောပြရမှာပေါ့ဘယ်လိုမျိုးလဲဆိုရင်တော့တက်ဆိုင်ရာဒီနိုင်ငံလိုက်ဂျင်းချင်းမှုဓလေ့ထုံစံတွေကိုကိုကကြိုပြီးတော့တိထားရမှာအာပြီးရင်ဧည့်သည်တွေကိုလည်းတေချာလေ့ အာလမ်းညွန်ပေးနိုင်ရမယ်ပေါ့နော်ဥမာထားပါတော့မြန်မာနိုင်ငံမှာဆိုရင်အရွှေတကုံနဲ့ထပ်သွားမယ်ခီးစင်မှာရွှေတကုံပါတယ်ဟာဒါဆိုလို့ရှိရင်တို့တွေဘလို့ဝစ်တင်လဲအာမိန်ကလေးဆိုရင်ဘလို့ဝစ်စားမျိုးဝစ်လာတင်လဲယောက်ျားလေးဆိုရင်လဲဥမာဒီဒူးကောက်အောက်ဘောင်းမီမှာအဆင်ပြေမယ်ဘောင်းမီရှိမှာအဆင်ပြေမယ်မိန်ကလေးဆိုလို့ရှိရင်လဲဒီလက်ပြတ်တွေအာဒီဘောင်းမီအဲစကတ်အတူဘောင်းမီအတူတွေမရဘူးဒါလေးတွေကြိုပြီးတော့ပြပြထားပေးရမယ်ပြီးရင်ဥမာဒီကနေပြီးတော့မထားနိုင်ငံသွားတယ်ဆိုလို့ရှိရင်ထားပါတော့ဟန်နိုင်းမှာဒီဟိုချီမင်းမွတ်ဆိုလျံလိုနေရာမျိုးသွားမယ်ဆို လို့ရှိရင်အာဘလို့ဝယ်စားမျိုးဝယ်ရမလဲပြီးတော့ဒီအဲ့ဒီနေရာမှာဒီ banner တွေထောင်မယ်စိုင်းပုတ်တွေထောင်ပြီးတော့ဓာတ်ပုံရိုက်လို့မရဘူးအာဒီရင် height တွေဒီဒူးကောင်းအထက်ရောက်တဲ့ဘောင်းမီစကတ်တွေဝယ်လို့မရဘူးဒါတို့တွေကို respect ထားတဲ့အနေနဲ့ပေါ့နော်တို့ကအဲ့ဒီမှာခိတ်မအောင်ကိုလုံးဝဝင်မရပေါ့နော်ညီမတို့ဒီဒီနိုင်ငံနိုင်နိုင်ငံတိုင်းမှာသူ့ယဉ်ကျေးမှုနဲ့သူ့အနေနဲ့သူရှိတယ်အဲ့ဒါတွေကိုဧည့်သည်တွေလဲတဲ့အခါမှာ အနှောက်အယှက်မဖြစ်အောင်ရောက်တဲ့အခါကျတော့မှမရတာမျိုးအဆင်မပြေတာမျိုးမဖြစ်အောင်လို့တို့လီတာကဓာတ်တွေကိုကြိုးပြီးတော့တိပြီးတော့ပြောပြထားပြရမယ်ပေါ့ adaptability ဆိုတာကတော့မမျော်လင့်ထားတဲ့အခြေအနေတွေမှာလိုက်ပြီးတော့မှဖြည့်ရှင်းပေးနိုင်ရမယ်။အမ်ဘယ်လိုမျိုးတွေလဲဆိုရင်ရာသီဥတုကဥမာဒီနေ့ကဧည့်သည်တွေက activity လုပ်မှရှိတယ်ဘောလုံးကန်မယ် outdoor activity တွေလုပ်မယ်ဒါပေမဲ့ဖြစ်ချင်တော့ရုပ်တရက်ကြီးမိုးရွာလာတယ်။မိုးရွာလာတာမျိုးဆိုလို့ရှိရင် okay ဒါဆိုလို့ရှိရင်ငါဘယ်လိုလုပ်ရမလဲ။ဒါကဘယ်သူမှလည်းကြိုတင်ပြီးတော့ဟိုစီစဉ်ထားတာမျိုးမဟုတ်ဘူးပေါ့နော်။ရုပ်တရက်ကြီးဒီလိုမျိုးရာသီဥတုကကြိုတင်မှန်းဆလို့မရဘဲနဲ့ဖြစ်သွားတာဆိုတော့ okay ဒါဆိုရင်တိုးလိတာအနေနဲ့ ဒီဘောလုံးကစားမဲ့ activity outdoor activity အစား indoor မှာဘာလုပ်လို့ရလဲဒါမှမဟုတ်လို့ရှိရင်သူတို့တွေကိုဘလို့အစားပြန်လုပ်ပေးလို့ရလဲအနည်းဆက်ဆုံးအဲ့ဒါကိုတေချာလေ့လာထားပြီးလေ့လာပြီးတော့မှပေါ့နော်အဖြေရှာပေးရမယ်အဲ့ဒါမှမဟုတ်လို့ရှိရင်ကွာထားပါတော့တောင်းလဲနေတချို့ဧည့်သည်လေးတွေလမ်းမှားတာတို့ဘာလို့ ਨੇ အဲနောက်ကျပြီးတော့ attraction ပိတ်သွားတာမျိုးဟာဒါဆိုလို့ရှိရင် deattraction ကတော့နောက်ကျသွားတယ်ပိတ်သွားပြီအဲ့ဆိုလို့ရှိရင်ဒီဟာနဲ့အနည်းဆက်ဆုံးဘာပြန်လုပ်ပေးလို့ရမလဲ အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကိုလိုက်ပြီးတော့မှဒီပတ်ဝန်းကျင်အခြေအနေပေါ်မှာလိုက်ပြီးတော့မှဖြည့်ရှင်းပေးတတ်ရမယ်ပေါ့ဒါကတိုးလိတာအတွက်မဖြစ်မနေလိုအပ်တဲ့အာအရေးချင်းတစ်ခုပေါ့နော်တတိယတစ်ခုအနေနဲ့ကတော့ organization and planning ပေါ့နော်။သူကတော့ဒီတိုးခိုက်တိုးလီတာတွေအနေနဲ့ဒီ hotel တွေကားတွေနောက် attraction လဲတာတွေအကုန်လုံးကို itinerary အတိုင်းတိတိကျကျလေးအစီအစဉ်တကြား သွားလည်ပတ်နိုင်အောင်ဥဆောင်နိုင်ရမယ်ပေါ့အဲ့လိုဥဆောင်နိုင်ခြင်းအပြင် customer experience ပိုကောင်းတယ်ဒါတွေကလည်းပြောရမယ်ဆိုရင်ဒီ communication နေနဲ့သွားပြီးတော့လည်းဆက်ဆက်တယ်ပေါ့နော်အဲ့ဒီလို result မျိုးရအောင်ဆိုလို့ရှိရင်လဲစပြီးတော့ planning ဆိုတာ ਨੇ တွားပြီးတော့ဆက်ဆက်တယ်စပြီးတော့ဒီတိုးကိုစစီစဉ်နေကဒီ event တွေပဲပါပါ activity တွေပဲပါပါပေါ့เนาะအဲ့ဒါတွေအကုန်လုံးကိုအဆက်မပြတ်အဆက်နှစ်တကြလေးလဲပတ်နိုင်မယ်လမ်းကြောင်းအချိန်ပြီးတော့ဒီ customer မှာ budget ရှိရဆိုအဲ့ဒီ budget နဲ့ပေါ့နော်အကိုက်နေအောင်လို့တေချာလေးစီတင်ကြိုကြိုတင်ပြီးတော့စီစဉ်ပေးထားနိုင်ရမယ်အဲသူကတော့အဓိက planning လုပ်တဲ့အခါမှာသွားပြီးစကားပြောတယ် planning ကောင်းတယ်ဆိုလို့ရှိရင်ခရီးစဉ်တစ်လျှောက်မှာသွားပြီးတော့မှလေပတ်တဲ့နေရာမှာလည်းအရန်ကိုအဆင်ပြေတယ် Okay ဒါဆိုရင်နောက်ဆုံးတစ်ခု तू ကတော့ problem solving and quick decision making ဘယ်လိုမျိုးပြောရလဲဆိုလို့ရှိရင်ဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုရှင်းပြန်တိကျစွာဖြေရှင်းပေးရမှာ အမ်ဘယ်လိုကိစ္စမျိုးတွေကိုပြောလဲဆိုရင် ရုတ်တရက်ကိုဟိုတယ်ရောက်သွားတဲ့အခါမှာ booking error တက်သွားတာမျိုးအမ်ဒါနောက်ပြီးတော့ဘယ်လိုရှိအောင်မလဲဆိုတော့အာဧည့်သည်တွေကတွိုင်းဧည့်သည် luggage ပျောက်သွားတယ်ဟဲ့ဒါဆိုရင်ဘယ်လိုဘယ်လိုမျိုးလိုက်ရမလဲဘယ်လိုမျိုးဖြေရှင်းရမလဲ အမ်တောင်းရင်လာရင်ねကားဘင်းပေါက်တယ်ဟာဒါဆိုရင်ဘယ်လိုလုပ်ရမလဲ तू ကတော့ပြဿနာအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ကိုကပြင်းပြင်းမြန်မြန်လေးပုံတော့တေးသေးသေးချာလေးဖြည့်ရှင်းပေးနိုင်ရမယ်ဖြည့်ရှင်းပေးမဲ့နီးလန်းတွေကိုလည်းဘယ်လိုဖြည့်ရှင်းလို့ရမလဲဆိုတာဆိုတဲ့နီးလန်းတွေကိုကိုကတေးချာလေးရှာပေးနိုင်ရမယ်ပေါ့ quick decision making ဆိုတာကကြတော့လေအာခုနအဲ့လိုမျိုးဖြစ်ပေါ်လာတဲ့အခြေအနေတွေပြီးတော့ရဒီအပေါ်ကဒီရာသီဥတုကြောင့်ပဲဖြစ်ဖြစ်ပေါ်တော့အဲ့လိုမျိုးအခြေအနေတစ်ခုတစ်ခုတစ်ခုချင်းစီမှာ ဖြစ်ပေါ်လာသမျှကိုအချိန်တိုအတွင်းမှာ မြမြန်ဆန်ဆန်တုံးတက်နိုင်ရမယ်ပြီးရင်အကောင်းဆုံးဖြစ်နိုင်မယ့်နီလန်းကိုကိုကဆုံးဖြတ်ပေးရမယ်ဘာလို့လဲဆိုတော့ကိုကဒီ group တစ်ခုဒီ group တစ်ခုအဲ့ကိုစားကိုဒီဆုံးဖြတ်တာဖြစ်တဲ့အတွက်တခါလေကြရင်ဧည့်သည်နဲ့ညှိပြီးတော့ဧည့်သည်ရှေ့ကနေပြီးတော့အကြံဉာဏ်ပြန်တောင်းရတာမျိုးဧည့်သည်နဲ့ပြန်ပြီးတော့ဘယ်လိုမျိုးလှုပ်လှုပ်ချင်လဲဆိုတာကိုပြန်ပြီးတော့မှ confirm လုပ်ရတာမျိုးတွေရှိတယ်အဲ့လိုဟာမျိုးတွေကို ဆိုလို့ရှိရင်လည်းကိုကဧည့်သည်ကိုဘလို့ဘလို့ဘလို့လုံးလို့ရတယ်ဆိုတာလေးတွေကိုချပြနိုင်မှုအတွက်ကိုကအချိန်တိုအတွင်းမှာမြင်းမြန်းဆန်းဆန်းသုံးသပ်နိုင်ဖို့အရေးကြီးတယ် problem solving ကကနအပေါ်က adaptability နဲ့စဉ်တရားအောင်ရှိနေပြီမယ်တူတော့မတူဘူးเนาะဒါဆိုရင်တော့အခုဒီပြောသွားတဲ့ဟာလေးတွေကိုအကျန်းဖြစ်တော့နားလေသွားလောက်ပြီလို့ထင်ပါတယ်ရှင် နောက်ထပ် episode တွေမှာဆိုလို့ရှိရင် tourism ရဲ့ tourism ထဲမှာအဓိကဘယ်လိုအရာမျိုးတွေပါသလဲအဥပမာ leisure tourism ဆိုတာဘာလဲ cultural tourism ဆိုတာကဘာလဲ nature ကတော့ဘယ်လိုပြောတာလဲအ business tourism ဆိုတာကတော့ဘယ်လိုမျိုးပြောတာလဲပေါ့နော်စသဖြင့်ရှင်းပြပေးသွားပါမှာဖြစ်ပါရဲ့နော်နောက်ထပ် episode တွေမှာဆိုလို့ရှိရင်လည်း tourism career နဲ့ပတ်သက်တာလေးတွေကို sharing လုပ်ပေးသွားအောင်ပါမို့ to life ကိုစိတ်ဝင်စားရဲဆိုရင် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော် 谢谢你阿姨点爱心，哒哒。